အားလုံးဝမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အရှေ့အလယ်ပိုင်းအထူးခြေဆန့်လာနေတဲ့ Binance ရဲ့သတင်းနဲ့အတူအသက်22နှစ်အရွယ်ငွေကြေးခဝတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ပထမတော့အနေနဲ့အရှိအလဲပိုင်းအန်တီချေဆန့်လာနေတဲ့ Binance ရဲ့သတင်းကိုတင်ဆက်ပေးစင်ပါတယ်။အရှိအလဲပိုင်းရဲ့အဘူဒါဘီဥပဒေအောက်မှာ Binance တို့တရားဝင်လက်ပတ်ခွင့်ရသွားပါပြီ။ Binance Global အနေနဲ့အဘူဒါဘီဈေးကွက်မှာတရားဝင်လက်ပတ်နိုင်တော့မှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့ကစာလုံးဝန်ဆောင်မှုတွေစပေးသွားတော့မှာဖြစ်ကြောင်းကြေညာထားပါတယ်။တကယ်တော့ ADGM က EU ရဲ့ MICA လိုမျိုးပဲအရှိအလဲပိုင်းဈေးကွက်အတွက်တော့အရေးပါတဲ့အသိအမှတ်ပြုဥပဒေတစ်ခုဖြစ်ပါတယ်။ ADGM အသိအမှတ်ပြုထားတဲ့ဆိုရင်ယုံကြည်စိတ်ချရမှုအပိုင်းမှာထိတ်တန့်နေရတခုမှရှိနေတယ်လို့သတ်မှတ်နိုင်ပါတယ်။ဒါကြောင့် Binance အနေနဲ့ user တွေကြားမှာယုံကြည်မှုတည်ဆောက်တဲ့နေရာမှာနှာတပြားပိုသာသွားနိုင်မှာဖြစ်ပြီးတော့အဖွဲ့အစည်းကြီးတွေအစိုးရတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအပိုင်းမှာလည်းပိုကောင်းလာနိုင်မှာဖြစ်တာကြောင့် Franklin Templeton လိုမျိုးနောက်ထပ်ဘဏ္ဍာရေးအဖွဲ့အစည်းကြီးမျိုးတွေနဲ့ပူးပေါင်းဆောင်ရွက်တာမျိုးတွေကိုထပ်မြင်လာရနိုင်ပါတယ်။ Binance ဟာအာရှဈေးကွက်မှာခြေကုပ်ယူလာနိုင်ပြီးနောက်မှာတော့အရှေ့အလယ်ပိုင်းဈေးကွက်ကိုအိုးဆိုးဖို့စူးစမ်းလာနေတာကိုမြင်ရပါတယ်။ ဥရောပနဲ့အမေရိကဈေးကွက်တွေအထိလွှမ်းမိုးနိုင်ဖို့ကိုပါခြေလှမ်းပြင်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းဥရောပနဲ့အမေရိကဈေးကွက်မှာတော့ပြည်တွင်းပြည်အချင်းတွေကအတော်လေးနေရာယူထားနိုင်တာကြောင့်အရှေ့အလယ်ပိုင်းမှာလွှမ်းမိုးနိုင်ဖို့ကိုသာသေချာအာရုံစိုက်နေပုံရှားပါတယ်။အရှေ့အလယ်ပိုင်းဈေးကွက်ဆိုတာကလည်းဒီနှစ်ပိုင်းတွေမှာအရှင်အဟုန်ပြည့်နေတိုးတက်လာနေတဲ့ digital asset ဈေးကွက်ကြီးတစ်ခုဖြစ်တာကြောင့် Binance အနေနဲ့အခုလိုမျိုး ADGM license ရသွားတာက Banking Land လက်မှတ်ရသွားတယ်လို့ဖြစ်ပါလိမ့်မယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အသက်22နှစ်အရွယ်ငွေကြေးခွာတဲ့ရဲ့သတင်းကိုတက်ဆက်ပေးခြင်းပါတယ်။အသက်20ကျော်အရွယ်မှာငငယ်ရွယ်ရွယ်နဲ့ status တခုကိုရယူထားနိုင်တဲ့သူတွေဆိုရင်အားကြကြရပါတယ်။အငယ်ရိအတွက်ဆိုရင်အတူယူစရာဖြစ်ရသလိုရွယ်သူတန်းသူတွေကြားထဲမှာဆိုရင်အားကြရပြီးအကြီးတွေကြားထဲမှာဆိုရင်လည်းလေးစားခံကြရပါတယ်။20ကျော်အရွယ်မှာအောင်မြင်ကြတဲ့ ਨੇ ပယ်တွေကလည်းမတူညီကြပါဘူး။အားကစားအနုပညာနိုင်ငံရေးနဲ့စီးပွားရေးစသဖြင့်အမျိုးမျိုးကွဲပြားကြပါတယ်။ဒါပေမဲ့အခုပုံကိုလေးကတော့ တမှုထူးကြပါတယ်။အသက်22နှစ်အရွယ်မှာဒေါ်လာ3.5မီလီယံကိုငွေကြေးခွာချနိုင်ခဲ့လို့ဖြစ်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်သားအသက်22နှစ်အရွယ် Ivan Tankyman ဆိုတဲ့သူကစိုက်ဘာရာဇဝမှုတွေကနေရတဲ့ငွေမဲတွေကို Crypto တွေကနေတဆင့်ငွေဖြူပြောင်းလဲခဲ့တာဖြစ်ပြီးအခုတော့သူ့ရဲ့အပြစ်တွေကိုဝန်ခံလိုက်ပါတယ်။တန်ကီမန်ရဲ့အပေါင်းအပါတွေကခိုးယူခံထားရတဲ့ database တွေကနေတဆင့်သူတို့ပြမှတ်တွေရဲ့အဆက်အလက်တွေကိုကြိုတင်လေ့လာစုဆောင်းကြပါတယ် ဒီနောက်မှာတော့ဖုန်းတွေကနေတဆင့်ဆက်သွယ်ကြပြီးပြည်မှတ်တွေရဲ့ငွေကြေးအကောင့်တွေကိုတိုက်ခိုက်ခံထားရကြောင်းလဲစားကြသလိုဒါကိုကူညီဖြည့်ရှင်းပေးမယောင်တဲ့ငွေတွေကိုလိန်ထုတ်ကြတာဖြစ်ပါတယ်။ဒီငွေတွေကို cryptocurrency တွေအဖြစ်အသွင်ပြောင်းပြီးတန်ဖိုးကြီးကားတွေ၊နိုင်ရီတွေ၊လက်ကင်အိတ်တွေဝယ်ယူခဲ့ကြပါတယ်။ထွက်ဆိုချက်တွေအရာတော့ night club မှာသုံးနာတင်ကိုပဲတညကိုဒေါ်လာ5သိန်းလောက်အထိရှိခဲ့ကြောင်းသိရပါတယ်။သူတို့ဂိုင်းကနေခိုးယူခဲ့တဲ့ငွေပမာဏပေါင်းက ဒေါ်လာ380တန်းအထိရှိကြတာကြောင့်ကမ္ဘာလုံးဆိုင်ရာစိုက်ဘာရာဇဝဲကိုင်းကြီးအဖြစ်ရှိနေခဲ့တာပါ။တိုင်းပြည်မှာရဲ့အဓိကတာဝန်ကတော့ cryptocurrency တွေကိုငွေသားအဖြစ်ပြန်ပြောင်းပေးတဲ့ငွေကြေးခဝတဲ့ဖြစ်ပြီးတော့သူတို့ကိုင်းရဲ့ဗန်ဒါယေမှုတာဝန်ယူထားပုံရှားပါတယ်။အခုတော့ဗန်ဒါယေမှုတရားအပြည့်ရှိကြောင်းဝန်ခံလိုက်ပြီးဖြစ်ပြီး2026ခုနှစ်ဧပြီလ24ရက်နေ့မှာပြည်တံချမှတ်ခံရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရအောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ feed account ပြင်ရမယ်အခုကောက်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြဲကြပါစေခင်ဗျာ။